ဘာစီရဲ့30ဟာ19တခုနှစ်တခုနေပါစတိုက်ထူတက်လာခဲ့ပြီးတော့လက်ရှိကာလမှာဆိုရင်တော့တမိုင်းတစ်ချောင်းအမြင့်ဆုံးအချင်းတွေရောက်ရှိနေပြီဖြစ်ပါတယ် SIPRI နဲ့ Core Stockholm International Peace Research Institute ရဲ့ထုတ်ပြန်ချက်အရစစ်ပောင်းကဘာအသုံးစရိတ်က2024ခုနှစ်မှာ American Dollar 2.7 trillion ဒေါ်လာ2.98 billion အထိရောက်ရှိခဲ့ပြီးတော့ယခင်နှစ်ထက်ကိုယ်တိုင်မှလေးရအောင်မြင့်တက်လာခြင်းဖြစ်ပါတယ် စစ်ရေးခေတ်ပြီးဆုံးချိန်မှာစပြီးတော့အကြီးမားဆုံးတိုးတက်မှုနှုန်းပြသနေတာဖြစ်ပါတယ်။ဒီအခြေအနေကကမ္ဘာနိုင်ငံတွေအခြားမှာလုံခြုံမှုဆိုင်ရာလုံခြုံရေးဆိုင်ရာဆွေးနွေးပူပန်မှုတွေပုံမှန်မြင့်မာလာခြင်းထက်ဟက်စီပြီးတော့ကကွယ်ရေးဦးစားပေးမှုကအခြားဘတ်ဂျက်ကဏ္ဍတွေထက်ကျော်လွန်လာခြင်းအကျိုးဆက်တစ်ခုလည်းဖြစ်ပါတယ်။စစ်ရေးတုံးစရိတ်တိုးတက်လာခြင်းအဓိကအတွန်းအားတွေဟာဒေတာလိုက်အခြေအနေတွေဒါမှမဟုတ် အကျိုးဆက်တွေ ဘလို့ဖြစ်ပေါ်လာမလဲဆိုတော့အသေးစိတ် question စေးဖြတ်ဖို့လိုအပ်ပါတယ်။စေတုံးစေးတီဒုတာလာချင်းတစ်ခုတော့အကြောင်းအရင်ဟုတ်ပဲနဲ့ညာစွာရဲ့ရှုပ်ထွေတဲ့ဒီပထွေနိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာအကြောင်းအရင်တွေပေါင်းစပ်နေရဖြစ်ပါတယ်။ရုရှားရဲ့ကျူကျော်စစ်ပွဲကြောင့်ဒီဥရောပနိုင်ငံတွေကမှစီးရလုံချုံရေးစိုးရိမ်မှုမြင်မာလာပြီးတော့ကာကွယ်ရေးအတုံးစေးတီကိုတိတိတတတုံ့ပြန်လာခဲ့ကြပါတယ်။ဥပမာအဖြစ်ဂျာမနီနိုင်ငံကကာကွယ်ရေးအတွက် အထွေရဲ့ပုံမွေဒေါ်လာဘီလီယံတရာကို30ပိုပတိပြုတ်ခဲ့ပြီးတော့နေတိုအဖွဲ့ဝင်နိုင်ငံအများစုကလည်း GDP ရဲ့နေ့ရိုင်းနှုန်းကပ်ွေးရဲ့30ဖြစ်30ပိုအီမန်ချက်ကိုပြန်လည်အလီထားလာကြပါတယ်2024ခုနှစ်မှာတော့နေတိုအဖွဲ့ဝင်နိုင်ငံပေါင်း18နိုင်ငံကနေ့ရိုင်းနှုန်းပမာဏတိ30လာနိုင်ခဲ့ပါတယ်အာရှပစိဖိတ်ဒေတာပဏိပခိုင်နဲ့ပတ်သက်ပြီးတော့တရုတ်နိုင်ငံရဲ့စီးရီခင်မီအစင်မြင့်တင်မှုတွေအင်အားကြီးမားလာမှု ိုင်ဝမ်ရေလက်ချာနဲ့တောင်တရုတ်ပင်လယ်ကဲ့သို့ပင်လယ်ပိုင်နဲ့အများမှာ အာဏာပြသမှုတွေကြောင့်ဂျပန်၊တောင်ကိုရီးယား၊ဩစတြေးလျနဲ့အိန္ဒိယကဲ့သို့ဒေသအတွင်းနိုင်ငံတွေကလည်းကာကွယ်ရေးဘတ်ဂျက်ကိုမတန်ဝင်သုံးမြင့်သုံးဆခဲ့ကြပါတယ်။ဂျပန်နိုင်ငံရဲ့ကာကွယ်အသုံးစိတ်ကစံချိန်တင်မြင့်တက်လာခဲ့ပြီးတော့နိုင်ငံစီမှုဝါဒကိုပါပြောင်းလဲစေခဲ့ပါတယ်။အရှေ့လေပိုင်းပဏိပခိုင်နဲ့ပတ်သက်ပြီးတော့ဒီဂါဇာစစ်ပွဲနဲ့အီရန်တို့လို ဒေသတွင်းအင်အားကြီးနိုင်ငံတွေအကြောင်းဖြစ်ပေါ်လာတဲ့တင်မှတ်မှုတွေကလည်းဒီ history စစ်ပွဲအကြောင်း30 65ရာခိုင်နှုန်းအထိတိုးလာခဲ့ပြီးတော့ Saudi Arabia နဲ့ Algeria ကဲ့သို့နိုင်ငံတွေကလည်းကာကွယ်ဈေးကိုမြင့်တက်စေခဲ့ပါတယ်။စီးရီးနီးပညာခင်မီအပြိုင်မှုတွေနဲ့ပတ်သက်ပြီးတော့နိုင်ငံအများစုဟာယူဒီတာမန်စစ်စင်စနစ်ဟောင်းတွေကိုအစားထိုးပြီးတော့ဒီ AI ဉာဏ်ရည်တူတွေ Mountain Machine Drone တွေ Hypersonic လက်နက်တွေ ဒီ cyber စစ်ပွဲတွေစားရဆိုရင်မြန်မာရဲ့ခင်မီမြပညာရေးနဲ့ဒီသုတေသနဝေဟူအတွက်ပို့ပြီးတော့ရင်းနှီးမြှုပ်နှံလာကြပါတယ်။မြပညာအပြိုင်မှုကိုဦးဆောင်နေတဲ့ American နဲ့တရုတ်တို့လိုနိုင်ငံကြီးရဲ့အသုံးစရိတ်မြင့်တက်ခြင်းအားလည်းဒီရဲ့ကန်တာမှာအဓိကပါဝင်နေပါတယ်။ American ပြည်တော်စုနဲ့တရုတ်နိုင်ငံတို့ကကမ္ဘာ့စီးရဲအသုံးစရိတ်ရဲ့တဝက်နီးပါးကိုသုံးစွဲနေကြပြီးတော့သူတို့ရဲ့အစီအရေးအသုံးစရိတ်မြင့်တက်မှုကကမ္ဘာ့စုစုပေါင်းကိန်းဂဏန်းကိုအကြီးအကျယ်ပဲထောင်းပေးနေပါတယ်။ အမေရိကန်ကဒေါ်လာ99ဘီလီယံခန့်အများဆုံးသုံးဆဲသူအဖြစ်ဆက်လက်ရည်တည်နေပြီးတော့တရုတ်နိုင်ငံကတော့ဒေါ်လာ314ဘီလီယံဒုတိယနေရာမှာရည်တည်ပြီးတော့သူသုံးဆဲနေတယ်လို့ဆက်လက်တွေဖော်ပြပါတယ်။သူတို့ရဲ့နိုင်ငံကြားဆင့်အားတန်ဆိုင်မှုကတော့အခြားနိုင်ငံတွေကိုပါစီးရီးအင်အားတိုးချဲ့ဖို့တွဲဝိုင်းဖိအားပေးနေတဲ့ပုံစံဖြစ်နေပါတယ်။ဥရောပတိုင်းမှာရှိတဲ့စီးရီးအုံစေးကတိတိတတအမြင့်ဆုံးဖြစ်ပြီးတော့2024 မှာတော့18ရာခိုင်နှုန်းတိုးတက်ပြီးတော့ဒေါ်လာ693ဘီလီယံအထိရောက်ရှိခဲ့ပါတယ်။ရုရှား၊ယူကရိန်း၊ပိုလန်နဲ့ဂျာမနီကဲ့သို့နိုင်ငံတွေရတဲ့ဆင်ရအတုံးမြင့်တိဆောင်းမှုဟာအဓိကတွန်းအားဖြစ်လာပါတယ်။ဒီအာရှနဲ့အိုရှန်နီးယားနိုင်ငံမှာတော့ဒေါ်လာ629ဘီလီယံခန့်တုံးပြီးတော့အမေရိကပြည်ရင်ဒုတိယအများဆုံးသုံးဆွဲတဲ့ဒေတာဖြစ်နေပါတယ်။တရုတ်ရဲ့ကြီးထွားလာမှုကြောင့်ဒေတာတွေတင်မာမှုတွေကအခြေခံပြီးတော့စစ်ရဲ့အုံစေးတွေကဆက်လက်မြင့်မားနေပါတယ်။ ဒေါ်လာ143ဘီလီယံခန့်ဖြင့်15ရာခိုင်နှုန်းထိတိုးတက်လာခဲ့တာတော့အရှိအလဲပိုင်းဒေတာမှာဖြစ်ပါတယ်ဒီဒေတာမှာတော့ပဏိမခါရေအစ္စရေးနဲ့အီရန်တို့ကြားတင်မမှုကြောင့်ကောက်ွေးကိုဦးစားပေးလာကြပါတယ်စစ်ရေးအတုံးစည်းတွေမြင့်မာလာခြင်းဟာကမ္ဘာ GDP ရဲ့2.5ရာခိုင်နှုန်းထိအတုံးစည်းတိုးလာပါတယ် ီလိုမျိုးစီရင်ကိုဦးစားပေးတဲ့ policy တွေကအပြည့်အစုံဆောင်တဲ့အလုံးချုံရဲ့အကျိုးကျေးဇူးတွေကိုရရှိပေမဲ့လည်းစီးပွားရေးနဲ့လူမှုဝေဆိုင်ရာ betrust social တွေလည်းရှိပါတယ်။စီရင်အသုံးစရိတ်တွေ့မြင်ခြင်းကအခြားသောအရေးပါရဲ့ပကြကနာဖြစ်ဖြစ်တဲ့ပညာရေး၊ကျန်းမာရေး၊တဘောပေါ်ကျင်ထိန်သိမ်းနဲ့ဖွံ့ဖြိုးရေးဆိုင်ရာအကူအညီတွေအတွက်ပဏံဝေရောင်းနေစီပါတယ်။ပြင်းပခါရီမြပြလာခြင်းအားဒီစီအေအသုံးစရိတ်မြင့်တက်လာခြင်းတို့ကြောင့်ကပ္ပညင်ချိန်ထိန်သိမ်းမှု peace keeping နဲ့ စစ်ပွဲနောက်ပိုင်းပြန်လည်တိဆောက်ရေးလုပ်ငန်းတွေအတွက်တုံ့ဆဲမှုမှာတော့စုစုပေါင်း၁၀ရဲ့၃၀ရဲ့တရားခိုင်တော့မယ်မပြည့်ပဲနဲ့ရုံးနေသွားတာကိုတွေ့ရပါတယ်။ဤကုံချုံအနေနဲ့ကတော့ကမ္ဘာ၁၀ရဲ့၃၀တိဆန့်ချင်တင်မြန်မာလာချင်းအားပထဝီနိုင်ငံရေးတင်မမှုတွေမြန်မာလာချင်းနဲ့ဉာဏ်ပညာဆိုင်ရာအပြိုင်မှုတွေကိုတိုက်ရိုက်အချိုးတရားမှုဖြစ်ပေါ်စေပါတယ်။နိုင်ငံရေးချားမှာလုံချုံရင်းဆိုင်ရာကတိကောတွေကိုခိုင်မာစေပေမဲ့လည်းကမ္ဘာပဏာရေးအရင်မြစ်တွေကို ရင်းချိုင်းနဲ့ဖွံ့ဖြိုးတိုးတက်ရေးထက်လက်နက်ခရယာတွေကိုပုံမှန်ဦးတည်စေတဲ့ NDA ရှိရဲ့ခေအစီအကြောင်းဖော်ပြနေခြင်းဖြစ်ပါတယ်။